စမီလာရာဟ်မန်ရာဟိမ်အလ်ဟမ်ဒူလ illah ကျွန်တော်တို့အပ်ကီရိုဒိုကိုစီရဲ့တန်ခမ်းသားဆက်လေးကိုဖတ်မှာဖြစ်ပါတယ်နော်ဒီတန်ခမ်းသားမှာကျွန်တော်တို့ဗမာစကားရပြောမယ်ဆိုလို့ရှိရင်အနာဂတ်မှာတန်တရာတန်ပြတဲ့အလိုစကားကိုဘလို့စီလေးရတာနဲ့ပတ်သက်ပြီးဖတ်မှာပိုပြီးရှင်းအောင်ပြောမယ်ဆိုလို့ရှိရင်ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့စကားတွေကိုဘလို့စီလေးရတာနဲ့ပတ်သက်ပြီးဖတ်မှာပေါ့နော်ဥပမာပြင်သူမနဲ့ပြင်လာကောင်းလာနိုင်တယ်ဒီနေ့မိုးရွာကောင်းရွာလောက်တယ်သူမနဲ့ပြင်မလာတော့ဘူး ဒီလိုမျိုးစကားတွေပေါ့နော်အနာဂတ်နဲ့ပတ်သက်ပြီးကျွန်တော်တို့တိကျအောင်မပြောနိုင်ဘူးကျွန်တော်တို့တန်တရားနဲ့ပြောတဲ့အခါကျွန်တော်တို့စာကိုဘယ်လိုစီလဲအဲ့ဒါနဲ့ပတ်သက်ပြီးဖတ်မှာပေါ့နော်အဲ့တော့အနာဂတ်မှာတန်တရားတန်ပြဖို့အတွက်ကျွန်တော်တို့ဘယ်လိုသုံးလဲဆိုရင်ရှာယတ်ဒီစကားလုံးသုံးတယ်ဒါမှမဟုတ်လက်တာဟဲဆိုတဲ့စကားလုံးသုံးတယ် တုံမဟုတ် mumkin ဟဲ့ဆိုတဲ့စကားလုံးတုံးတယ်ဒါမှမဟုတ် kya pata ဒီစကားလုံးတုံးတယ်အဲ့လိုဆိုလို့ရှိရင်စကားလုံး၄လုံးရှိနေတယ်ဒီစကားလုံး၄ခုလုံးဒီအနာဂတ်မှာတန်တရားတံပြဖို့အတွက်အသုံးပြုတယ်အနာဂတ်မှာတခုခုနဲ့ပတ်သက်ပြီးယုံကြည်မှုမရှိရင်တိကျအောင်မပြောနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီစကားလုံး၄ခုလုံးကနေစိုက်တဲ့တခုတုံးမယ်တုံးပြီးရင်ဘာတုံးမှာလဲ plus future tense future tense ဆိုတာကအနာဂတ်နဲ့ပတ်သက်တဲ့စာကြောင်းတွေကျွန်တော်တို့ဖတ်ပြီးသွားပြီအဲ့ဒီအနာဂတ်ရဲ့တန်ခမ်းသာတွေရဲ့အရှိမဒီစကားလုံးတွေကနေတကူကိုသုံးရင်အဲ့ဒီစကားကအနာဂတ်မှာတန်လျာတန်ပြတဲ့စကားဖြစ်သွားတယ်အဲ့တော့ဖြတ်ကောင်းဖြတ်နိုင်တယ်ဆိုတဲ့စကားဖြစ်သွားတယ်တဘောပေါက်ပြီနော်ဆရာကဒီမှာပမာရရေးပေးထားတယ်ဒီပမာရဖန်ရင် position သွားမှာပေါ့နော်ဟိုမှာပြန်ရှာရက်အာဂျ်ချန်ဒီခိုင်ဒီကရှာရက်အာဂျ်ချန်ဒီခိုင်ဒီက ဒီမှာရှားရတဲ့စကားလုံးကိုဆရာတုံးထားတယ်ဒီဒီစကားလုံးကိုနော်ပြီးရင်ကျန်းဒီခါရေးဒီကဒီစာကြောင်းကကြတော့အနာကဲစာကြောင်းဖြစ်တယ်ကျွန်တော်တို့ A က A G O အရင်က lesson 8 to 9တို့မှာဖတ်ပြီးသွားပြီတရားတွေ A A ဒီအနာကဲစာကြောင်းရဲ့အရှင်းမဆရာကရှားရဆိုတဲ့စကားလုံးထေးလိုက်တယ်အတိတ်ပဲပါဖြစ်သွားမှာလေဖြစ်ကောင်းဖြစ်နိုင်တဲ့အလိုမျိုးအတိတ်ပဲဖြစ်သွားမယ်ကျန်းဒီခါရေးဒီနာအတိတ်ပဲလာတွေ့သည်လာမြင်သည်အဲ့တော့ဒီနေ့လာမြင်ကောင်းမြင်လိမ့်များလို့ပြောနေတာ တဘောပေါက်ပြီနော်အဲ့လိုမျိုးရှာယတ်ဝူအာယေကရှာယတ်ဝူအာယေကဒီမှာရှာယတ်ဆိုတဲ့စကားလုံးကိုပြေပြထားအောင်ဝူအာယေကတိတ်ပြပါလေဒီဟာအနာကက်စာကြောင့်ဝတ်တိတ်ပြသူအာယေကလာလိမ့်မယ်သူလာလိမ့်မယ်အဲ့ဒီသူလာလိမ့်မယ်အနာကက်စာကြောင့်ရေးအရှိမရှာယတ်ဆိုတဲ့စကားလုံးထည့်လိုက်တော့ဒီဟာဖြတ်ကောင်းဖြတ်နိုင်တယ်ဆိုတဲ့စကားဖြတ်သွားတယ်ရှာယတ်ဝူအာယေကသူဒီလာကောင်းလာနိုင်တယ်အဘောပေါက်ပြီနော်နောက်တစ်ကြောင်ကကြတော့ लगता है आज बारिश होगी दीने मोह अलगड़े आज अडेक बे दीने बारिश होगी रिहा अनागे साजाऊँ रहा बारिश होगी अडेक बे मोह अलग में ए रि मोह अलग में अनागे साजाऊँ या अशे माँ लगता है सगालों दिया ठे लाइक डा कि सगालों ठे लाइक डो दिया तन तो दिया तन प्यार है अलमियो सगा फिर द्वारे लगता है आज बारिश होगी दीनी मोह युवाकों युवालग डे तब वक्त बिनो नाउट जाऊँगा जा रो लगता है आज काम नहीं होगा लगता है आज काम नहीं होगा नहीं रखा अन्य साजन जुला रहा बनो लगता है अधिक बेले फिर कम फिर नहीं दे तब अब बिनो आज दिने काम अधिक बे अलोक नहीं होगा मफियत लो मफियत डाओ आज काम नहीं होगा दिया अनागे साजाऊ अन्य साजाऊ အရင်ကကျွန်တော်တို့ဒီဟာတွေဖတ်ပြီးသွားပြီပေါ့နော်အေးဒီအနာကက်စာကြောင်းရဲ့အရှိမလက်တာဟဲဆိုတဲ့စကားလုံးထည့်လိုက်တယ်ဒီဟာပေါ့နော်အဲ့တော့တန်လျာတင်ပြတဲ့စကားဖြစ်သွားပြီလက်တာဟဲအချ်ကမ်နီဟိုကဒီနီအလုတ်မဖြစ်တော့ဘူးသဘောပေါက်ပြီနော်နောက်တစ်ကြောင်းကကြတော့ mumkin hai wo badal jaye mumkin hai wo badal jaye mumkin hai အတိတ်ပဲလေဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်ဆရာကဒီမှာစကားလုံး၄လုံးရေးထားတယ်တခုနဲ့ပမာဏခုနှစ်ခုစီယူလာတာ ممکن ہے وہ بدل جائے وہ بدل جائے دیہا اناگے سا جاؤں وہ بدل جائے گا الو میو بنا گا گو کھنا لو پھیو لائٹا ٹکا ٹکا جنو رو الو لے دوں لے ایرو وہ بدل جائے گا دیہا اناگے سا جاؤں اے اے دی اناگے سا جاؤں یا شیما ممکن ہے داما مو شاید داما مو لگتا ہے داما مو کیا پتا چاہی دے دلوں ٹھے لائک ایرے جہیں ایرے سگا گا တန်တရတန်ပြရလိုမျိုးစကားဖြတ်သွားတယ်အဲ့တော့မုံကန်ဟဲဝဘဒလ်ဂျာယေသူကပြောင်းသွားလောက်တယ်လို့ပြောနေတာသူကပြောင်းသွားလောက်တယ် नौटा जगह जा रो मुमकिन है आज काम बन जाए मुमकिन है आज काम बन जाए आज अडे बे डीने काम अडे बे अलग कई अलग गोनो बन जाए बनना गाने ला रहा बोनो बन जाए अडे बे फेतवा दे बन जाए अडे बे फेतवा दे एरो आज काम बन जाएगा डीने अलग फेतवा ले में या अनागे सा ए एरी अनागे सा जाऊं या शेमा मुमकिन है सोरे सगान उठे लाग दे तां दे याद देख बे फेतवा भी मुमकिन है आज काम बन जाए डीने अलग फेतवा लव दे သဘောပေါက်ပြီနော်နောက်တစ်ကြောင်းကကြတော့ kya pata wo bhag jayega kya pata wo bhag jaye wo bhag jayega ဒီဟာအနာဂတ်စကြောင်းသူဒီထွက်ပြေးလိမ့်မယ်ဘာကဇာနာတိတ်ပဲထွက်ပြေးသည်အဲ့ဒီဘာကဇာနာကနေကျွန်တော်တို့နားကိုဖြုတ်ပြီးတော့အေကအေကီအုံကတဲ့စကားလုံးတွေထင်းရင်အနာဂတ်စာကြောင်းဖြစ်တယ်အဲ့ဒါကြောင့်ဝဘာကဇာယေကဒီဟာအနာဂတ်စာကြောင်းအေးအဲ့ဒီအနာဂတ်စာကြောင်းရဲ့အရှိမကြာပတာစကားလုံးထည့်လိုက်တော့တန်လျာအတိတ်ပဲဖြစ်သွားတယ်သဘောပေါက်ပြီနော်ကြာကို အဲကြာပတာဝဘကြရင်သူဒီပြေးသွားလောက်တယ်တဘောပေါ့ပြီနော်အကယ်လို့ကျွန်တော်တို့သိတဲ့ကြာပတာစကားလုံးကိုပဲဘာသာပြန်မယ်ဆိုလို့ရှိရင်ကြာပတာဒိတ်ပဲကျွန်တော်ပေးတိမှလည်းလုံများဒိတ်ပဲကြာပတာဒိတ်ပဲကျွန်တော်ဘာတိမှလည်းအဲ့တော့ကျွန်တော်ပေးတိမှလည်းသူထွက်ပြင်းရင်ရောအဲ့တော့ပြောလို့ရှင်တာကတန်တရားတန်ပြခြင်းတာအဲ့ဒါကြောင့်ကြာပတာဝဘကြရင်ကြာပတာရနောက်မှအနာကက်စာကြောင့်လာရင်အဲ့ဒါတန်တရားဒိတ်ပဲပေးတာတဘောပေါ့ပြီနော်နောက်တစ်ကြောင်ကြာပတာဝဟမာရီဘတ်မန်လေးက လေကားမှာဂါကိုဖြုတ်လိုက်တာဝိုဟမာရီဘတ်မန်လေကားဒီဟာအနာဂတ်စာကြောင်းတဘောပေါက်ပြီနော်ဝိုအတိတ်ပဲသူဟမာရီဘတ်အတိတ်ပဲကျွန်ုပ်တို့ရဲ့စကားမာနာတိတ်ပဲလက်ခံသည်နာခံသည်မန်လေနာကနေနာကိုဖြုတ်ပြီးတော့ကျွန်တော်တို့အေကစကားလုံးထည့်လိုက်တယ်မန်လေကားအလိုဖြစ်သွားတာပေါ့နော်ဂါကိုဆရာကဖြုတ်ထားတာတခါတခါကျွန်တော်တို့ဒီလိုမျိုးစကားတွေမှာအလိုသုံးတာမျိုးရှိတယ်အဲဒါကြောင့်ရောဂူဟမာရီဘတ်မာနလေကဒီအနာဂတ်စာကြောင်းအဲ့ဒီအနာဂတ်စာကြောင်းရဲ့အရှိန်မှာကျွန်တော်တို့ကြာပတာထည့်တယ် पैन या सगा फिर द्वारे तो फिर मुमकिन है ठे ले यार लगता है ठे ले यार अलो मो शायद सगालू ठे ले यार अलो सोलोशी है चनोरू अनागन पत्त भी तैन या फिर ने रे सोलोशी है एरी सगा को टेम प्या वोट प्या प्या वोट चनोरू वोट तो नी ले हम यहाँ इसी रे अनागे साजों या शेमा शायद तुम हो लगता है तुम हो मुमकिन है तुम हो क्या पता ती सगालों डे गाने टकू उठे भी अनागे साजों को प्या यूंगे तब बाबा भी ना ডিডিত অভাবক বিচলুশন ইয়ে চনরু ডিফে মাসিনের খাসে দুই বা টাকারে ফালাই মেন দারাখত দারাখত দেখবে তেপে দারাখত তেপে ইংলি লুপিও মে সলুশন ইয়ে টিআর ইউ থ্রি নাও টকু চার শাখ শাখ আদেখবে তে কাই কাইগু শাখ লো হরে অভাবক বিন ইংলি লুপিও ব্রাঞ্চ লে হরে চনরু ডি ক্যাম্বাজা ব্যান্ডু বারো ব্রাঞ্চ দুই সিরিয়ালে লাইন ঘুরে রয়েছে এটি লাইন ঘুরে রয়ে গেলে শাখ লো হরে নাও টকু চার খেত ခေတ်အတိတ်ပဲလေးရာအလို့အတ္တနဲ့တွဲပါတဲ့ site တဲ့နေရာကိုခေတ်လို့ခေါ်တယ်။အပေါ်ပေါက်ပြီနော်။ bug bug အတိတ်ပဲဥယင် bug ဥယင်ပန်းချံပေါ့နော်။နောက်တစ်ခုက full full အတိတ်ပဲပန်း flower ပေါ့နော်။ full ပန်း။နောက်တစ်ခုကကြတော့ကွာကွာအတိတ်ပဲရေကန်ကွာ ရေခင်နောက်တစ်ခုကဆာယာဆာယာတိတ်ပဲအရေးအဲတပံတွေးရပါတယ်အောင်မှာအရေးကြတယ်အဲအဲ့ဒီအရေးကိုဆာယာလို့ခေါ်တယ်လူရေးအရေးတွေးကိုလည်းဆာယာလို့ခေါ်တာပေါ့နော် နောက်တစ်ခုကကြတော့ gas gas အတိတ်ပဲမြင့် gas အတိတ်ပဲမြင့်အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင် grass G R A S S grass ဟိုအပင်တိတိလေးတွေပေါ့နော် gas အဘဘကွေးနော်အဲ့တော့လာလို့တော့ねကျွန်တော်တို့ဒီတိုင်ငင်းသားလေးပြီးသွားပြီအတိတ်ကတော့မြန်မြန်လေ့ကျင့်နိုင်ကိုစူးစမ်းအောင်ပါပေါ့နော် ইনশাল্লাহ যেন নাওকটা পাইগো নাওকটা হোক রেকর্ডিং মাসার বে ফেজা মাবো না